ကျမရဲ့ Healthy Lifestyle ပရိသတ်ကြီးကိုအခုပြပြချင်တဲ့တင်ရတော့ငလျင်ဘေးနဲ့ကြုံတွေ့နေရပါမယ်လေ။ကျမတို့မြန်မာနိုင်ငံမှာတကြံပွဲဆက်လုပ်မယ်လို့စစ်ကောင်စီကကြေညာထားတဲ့တင်ပေးဖြစ်ပါတယ်။ထောင်ထဲချီတဲ့သူတွေတိတ်ဆုံးခဲ့ရတဲ့မြေငလျင်ဘေးဒုက္ခနဲ့ကြုံတွေ့နေရပါမယ်လေ။ဒီပေါ်တော့တကြံပွဲကိုတော့စီစဉ်ထားတဲ့အတိုင်းပဲဆက်လက်ကျင်းပပြီးတော့ဖြတ်သိမ်းမှာမဟုတ်ဘဲနဲ့ဆက်လက်ကျင်းပမယ်လို့စစ်ကောင်စီကနေပြီးတော့ကြေညာထားတာပဲဖြစ်ပါတယ်။စစ်တပ်ဘက်ကဒီတင်ဌာနတွေကပြေးပို့တယ်ပေါ့နော်စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့တနိုင်ငံလုံးဝန်နဲ့ကြီးပွဲနေရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့တကြံပွဲကိုအပျော်ပါမပါတဲ့ရွေးရပွဲဖြစ်ချင်မှမယ်လို့ရည်တထားကြပါတယ်။ဒီစစ်ကောင်စီကသူတို့ရဲ့ရုံးဆိုင်ရာနေပြည်တော်မှာတကြံပွဲမန်တပ်တွေဆက်ဆောင်နေရလို့လည်းဒေသခံတွေကပြောပါတယ်။မနေ့ကအထိညပိုင်း9နာရီလောက်အထိကိုမီးထွန်းပြီးတော့စောင့်နေတာဖြစ်တယ်။နောက်ပြီးရင်ကလည်းကဲဆယ်ရေးရတော့အဲ့လောက်မလုပ်ကြဘူးလို့နေပြည်တော်မြို့ကန်တအူကလည်းပြောထားတာရှိပါတယ်။ နောက်တစ်ခုကနေပြည်တော်ပြင်မနာတောင်ယူလမ်းမကြီးပေါ်မှာနေပြည်တော်ကောင်စီမြို့တော်ဝန်မှန်ထက်အပါဝင် မန်နက်၄ခုကိုစောက်လုံနေပါတယ်။အရင်နှစ်တည်းကထက်မန်နက်အရေးအတွက်ကတော့နေသွားတယ်လို့တည်ရပါတယ်။နောက်နေပြည်တော်ကမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမိငလင်းကိုအပြင်းထန်ခန်းစားရတဲ့ဒေသတွေအနက်မှာတစ်ခု ဖြစ်ပါတယ်ပေါ့နော်ဆိုတော့စစ်ကောင်စီရဲ့ April 1ရက်နေ့မနက်ပိုင်းအထိစည်ရင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့မြေကလင်ကြောင့်လူ2900ကျော်တည်ဆုံးပြီးတော့4500ကျော်ဒဏ်ရာရခဲ့ပါတယ်အယောက်440ကျော်ပျောက်ဆုံးနေရလို့ဆိုထားပါတယ်အပြက်စီးတွေအောင်မှာပိတ်မိနေပြီးတော့ဆက်ပြီးတော့ပေါ့နော်အော်တည်ရမယ်တည်ဆုံးသူရေအတွက်ကတော့တိုးလာနိုင်ကြီးရှိပါတယ် တခြားတစ်ဖက်မှာတော့စစ်ကောင်စီကိုဆန့်ကျင်နေကြတဲ့ကိုကန်တက် MNDAA နဲ့တအောင်တက်ပေါ့နော် TNLA အပါအဝင်လူမျိုးစုလက်နက်ကင်တက်တွေကတော့ငလင်တန်တဲ့ပြည်သူတွေကိုစာနာတဲ့အတွက်ကြောင့်မလို့လွမြောက်နေမိဒီမှာတကြံပွဲအခမ်းအနားကျင်းပတော့မယ်မလို့ကြောင်းကိုမကျင်းပတော့ဘူးဆိုတဲ့အကြောင်းကိုကြေညာထားပါတယ်။တကြံဖြတ်သိမ်းကြောင်းကြေညာသူတွေမှာဒီရန်ကုန်အခြေဆိုင်ထိုင်းတန်ယုံနဲ့ကိုကန်တက် MNDAA ရဲ့မဟာမိတ်မိုင်းလာတက် NDAA တို့လည်းပါဝင်ပါတယ်ရှင်။ နောက်ပြောပြခြင်းတဲ့အကြောင်းအရာတော့နေပြည်တော်မှာငလင်လှုပ်နေတဲ့ချိန်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကဇပွဲမှာနေရယူခဲ့တဲ့အပြင်တနာယီကျော်လောက်အပြင်ထွက်ပြီးတော့မတည့်ရက်နေရလို့ပြောထားပါဗျ။အဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ကနေပြည်တော်မှာမက်ရှလာ28ရက်နေ့ငလင်လှုပ်တဲ့အချိန်မှာဒီဇပွဲမှာပေါ့နော်ဇပွဲတစ်ချက်မှာနေရယူထားခဲ့ပြီးတော့အပြင်ထွက်ပြီးတော့တနာယီကျော်လောက်မတည့်ရက်နေခဲ့တယ်လို့သူကိုယ်တိုင်ပြောထားတာပဲဖြစ်ပါတယ်။သူပြောတဲ့စကားကိုပြန်ပြောပြရမယ်ဆိုလို့ရှိရင်တော့28ရက်နေ့ငလင်လှုပ်တဲ့အချိန်ကျတော့ကျွန်တော်ကရုံးမှာစာရီဖတ်နေတဲ့အချိန်ဖြစ်ပါတယ်။ တယ်။စားလုပ်တဲ့အချိန်မှာချက်ချင်းတတိရတာနဲ့နာရီကောက်ကြည့်လိုက်တော့7နာရီ52မိနစ်ပေါ့။မော်ကြီးလိုက်ချိန်မှာပဲတဖြည်းဖြည်းနဲ့ပိုးလှုပ်လာချိန်မှာကျွန်တော်လည်းလုံခြုံမှုရအောင်လို့သပွဲမှာတချမ်းတော့နေရာယူထားရတာပေါ့ငြိမ်သွားတဲ့အခါမှာကျွန်တော်တို့လည်းအပြင်ထွက်ကြည့်တော့ကျွန်တော်တို့ယုံနေရတော့တိတ်တော့အပြက်စီမများပါဘူးသို့တော်လည်း after shock ရှိတဲ့အခါမှာတော့ကျွန်တော်ရဲ့လုံခြုံရေးအဖွဲ့ကကျွန်တော်ကိုအပြင်ပါနေဖို့အကြံပြုတဲ့အတွက် ်။ကျွန်တော်လည်းတနအီကျော်လောက်ထွက်ပြီးမတည့်ရက်နေပါသေးတယ်လို့စကောင်းဆောင်မြောင်းလိုင်းကဆိုထားတာပဲဖြစ်ပါတယ်။